လူမှုကောင်ဆောင်နိုင်ငံတော်တိုင်မခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဒုမေမေအမည်ရှိရုပ်ရှင်ဇက်လန်တူလေးကိုထုတ်ဝေဖြန့်ချိထားပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါလူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့မှာဂုံပြုတ်လို့တဲ့အတွက်ဒိုမီမီရုပ်ရှင်ဇလန်ဒုကလေးကိုရိုက်ကူးထုတ်လုပ်ခဲ့တာလို့ဆိုပါတယ်ဒိုမီမီဆိုတဲ့ဒီရုပ်ရှင်ဇလန်တူတွေကိုရိုက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့အားလုံးချစ်ခင်လေးစားတန်ဖိုးထားရတဲ့ကျေးဇူးတူတူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့မင်္ဂလာဖြစ်တဲ့ အတွက်ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းအရင်တုန်းကတော့ကျွန်တော်တို့ရိုးရိုးလေးပဲမွေးနေ့စူတောင်းနေ့တွေစူတောင်းခဲ့ကြပြီးမယ်ဒီနှစ်မှာတော့အထူးဂုဏ်ပြုကျင်တဲ့အနေနဲ့ဒီရုပ်ရှင်ဆက်လန်းတူတွေကိုကျွန်တော်တို့ဖန်တီးပြီးတော့ရိုက်ခဲ့တာပါနော် စားအားထားတဲ့အနေဒီရဲ့ကောင်းဆောင်မေစုတယောက်အထူးသဖြင့်ကတော့ဒေါန်ဆန်းစုကြည်ဦးဆောင်မှုမြန်မာဒီမိုကရေစီလှုပ်ရှားမှုတမိုင်းကို နောင်လာနောက်သားတွေသိရှိစေဖို့ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တာပါမင်္ဂလာပါရရကတော့ဒူမီမေဆလန်တိုမှာစပယ်ကာရိုက်တာနေရာကနေပြီးတော့ပါဝင်တရုပ်ဆောင်ထားတဲ့ညရရအောင်ဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီဒူမီမေဆလန်တိုမှာပါဝင်တရုပ်ဆောင်ထားရဲဆိုရင်တော့ အမေစုရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုခြင်းနဲ့အနေနဲ့ရောနောင်လာနောင်သားတွေအမေစုရဲ့တမန်ကြောင်ကိုသိရှိစေချင်တဲ့အတွက်ကြောင့်ရောပါဝင်သေးုပ်ဆောင်လာခြင်းဖြစ်ပါတယ်ရှင်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီရေးခေါင်းဆောင်လှူရှားမှုတွေကိုလည်းရုပ်ရှင်မှာထည့်သွင်းဖော်ပြထားပါတယ်။

မင်္ဂလာပါရှင်တမီနာမည်ကစနေတာဖြစ်ပါတယ်တမီဒီဒုမီမီဗီဒီယိုသုံးလေးထဲမှာပါဝင်ဖြစ်ခဲ့တဲ့အကြောင်းရင်းကခေါင်းစဉ်တိုက်ပါပဲဒုမီမီတမီတို့ရဲ့မီမီအမီမို့လို့ပါဝင်ဖြစ်တာပါရှင်ဒီတို့ကလည်းတရွာလို့လက်စစ်မီရလဲထပ်ပြောပါဦးဟဲ့အေးအဲ့လိုတိုးတက်ခဲ့ပြီမယ်2020ရွေးကောက်ပွဲမှာတော့ဟောဒီကပါတပ်ပနဲ့ရှောက်တန်တောင်းနေတို့ရဲ့မီပန်ညာ 16မိနစ်ကြာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ဒိုမီမီမီရှိ ရုပ်ရှင်ဇလန်းတူကိုတော့ YouTube စာမျက်နှာ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါတူလီစာအားထားတဲ့အနေဒီရဲ့ကောင်းဆောင်မီစုတယောက်စိတ်သွားတဲ့ကိုပါလူရဆန္ဒပြမြောက်အောင်စေတာ